လုံခြုံတဲ့ asset တွေကိုလူတိုင်းရင်းနှီးမြှုပ်နှံနိုင်ပြီး crypto လောကမှာရိုးရိုး coin တွေအပြင်အပြင်လောကကတကယ်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေနဲ့ချိတ်ဆက်ထားတဲ့ real world asset RWA ဆိုရယ်ခေတ်စားလာနေပါတယ်အဲ့ဒီအထက်မှာမှလူစိတ်ဝင်စားမှုအများဆုံး project တွေမှာ open edl တခုပါဝင်ပါပဲ open edl ဆိုတာဘာလဲ Obet Eden ဆိုတာကလုံခြုံစိတ်ချရတဲ့ asset တွေကို crypto token အဖြစ်ပြောင်းလဲပေးပြီးတမန်လူတွေတောင် blockchain ပေါ်မှာတိုးလေကူကူရင်းနှီးမြှုပ်နှံခွင့်ကြအောင်လှုပ်ဆောင်ပေးနေတဲ့ platform တစ်ခုဖြစ်ပါတယ်။ပုံမှန်ပြောရရင် Open Eden ဟာ ပန်လုပ်ငန်းလို traditional finance နဲ့ crypto လောကကိုချိတ်ဆက်ပေးတဲ့တရားတစ်ခုပါပဲ။ဥပမာပြောရရင်လူအရင်စိတ်ချရတဲ့ American အစိုးရ banner တိုက်လက်မှတ်ဖြစ်တဲ့ US Treasury Bills တွေကို T-bill ဆိုတဲ့ crypto token အဖြစ်ပြောင်းလဲပေးထားတယ်။ဒါကြောင့် crypto သုံးတဲ့သူတွေကအဲ့ဒီ loan ချုံနဲ့ပိုင်ဆိုင်မှုတွေကို blockchain ပေါ်မှာ24/7လောလောကူကူဝယ်ရအောင် သုံးလို့ရတော့ပေါ့သူရဲ့ tokenize fund က moody's လို့နာမည်ကြီးအဖွဲ့အစည်းကနေ investment grade rating ရထားတာကြောင့်အတော်လေးလဲစိတ်ချရပါတယ်အရင်တုန်းကကဘာရီအသုံးဝင်လဲ Eden Sora Open Eden Platform ရဲ့ကုပိုင် token ဖြစ်ပြီးသူ့ကိုကြိုင်နိုင်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ် အရင်ကိုင်နာသူတွေက governance အနေနဲ့ project ရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာမဲပေးခွင့်ချပါတယ်။ Staking rewards အနေနဲ့ကိုယ်မှရှိတဲ့အရင်ကို အနှံထားအောင်နဲ့အတူဖြစ်အရင်အသစ်တွေထပ်ရနိုင်ပါသေးတယ်။ဒါပြင် platform မှာအကြောင်းဝယ်လုပ်တဲ့အခါ fees discount တွေရတာ project တွေတွေထွက်ရင် premium access အနေနဲ့တခြားသူတွေထဆော်ပြီးသုံးခွင့်ရတာမျိုးတွေလည်းရှိပါတယ်။အနာဂတ် project ကရတဲ့အမြတ်ငွေတွေနဲ့ Adam token တွေကိုပြောင်းဝယ်ပြီး ဘရင်းလုံးမဲ့အစီအစဉ်ကလည်းတောင်ကန်ဈေးနှုန်းကိုအထောက်အကူပြုနိုင်ပါတယ်။ Tokenomics အဲ့ဒီ token အလုံးပေါင်း2တဲ့ supply ကို10 billion ထုတ်လုပ်ထားပါတယ်။အဲ့ဒီထဲကမှ Binance Holder Airdrop အစီအစဉ်အတွက်1.5%ကို BNB ကန်ဆောင်သူတွေအတွက်တီးတန့်ခွဲဝေပေးခဲ့ပါတယ်။ကျန်တဲ့တုံကန်တွေကိုတော့ project ရဲ့ ecosystem တိုးတက်ဖို့နဲ့ community အတွက်38.5%သုံးပါပါ တီထောင်သူတွေအကြံပေးသူတွေအတွက်ကတော့20%ပါမှာရှင်းမြောက်နေသူအတွက်က18%ဖြစ်ပြီး foundation အတွက်တော့10%သုံးပါတယ်အစောပိုင်းကာလမှာကုညီခဲ့သူတွေဖြစ်တဲ့ early supporter တွေအထက်က13.5%ခွဲပြီးထားပါရဲ့ဒီထဲမှာ Binance holder airdrop အတွက်ပေးတာလေးပါပါတယ် Binance holder airdrop ကိုဘယ်လိုရခဲ့ကြလဲဒီ airdrop ကတော့ပြီးတော့ပါပြီ ဒါပေမဲ့ဘလူးပုံစံနဲ့အလုံးလုံးသွားလဲဆိုတာနောက်လာမဲ့ airdrop တွေအတွက်ဘ ഹു တုတအနေနဲ့တည်ထားတင်ပါတယ် Binance account ထဲက earn ဆိုတဲ့နေရာမှာ BNB ကိုအထားရုံပါပဲ Binance က September 23ရက်ကနေ25ရက်2025အတွင်းမှာ BNB အထားရသူရဲ့ balance ကိုအလိုလျောက် snapshot ယူသွားပါတယ်အဲဒီကာလမှာ BNB အထားရသူရဲ့ spot wallet ထဲကို Addendum Gantry အလိုလျောက်ထည့်ပေးလိုက်တာပါဘာမှလုပ်စရာမလိုပါဘူး project ရဲ့အနာဂတ်အလားလား open edit ဟာ rwa ကဏ္ဍမှာအရင်အလားလားကောင်းတဲ့ project တစ်ခုဖြစ်မြင်နေကြပါတယ် bny melon လို့ကဘာထိတ်တန်းတန်ဂျီနဲ့လက်တွဲထားသလို moody slow အဖွဲ့အစည်းကအတိမတ်ပြူတာက project ဘလောက်တောင်ခိုင်းပါလဲဆိုတာသက်သေပါပဲ finance လို့ကဘာအကြီးဆုံး exchange ကနေ airdrop ပေးပြီးတခါရဲ list လုပ်ပေးရက project အတွက်အကြီးကျယ်ထောက်ခံပေးလိုက်တာနဲ့အတူတူပါပဲ။ဒါအပြင်လူတွေက crypto မှာလည်း bando လိုမျိုးလုံခြုံပြီးအကျိုးမြတ်နည်းနည်းလေးပုံမှန်ရှာနေရဲ့ရှင်းနည်းမြောက်နံမှုကိုလိုချင်ကြပါတယ်။ Open Adren ကလည်းအဲ့ဒီလိုအချက်ကိုဖြည့်ဆည်းပေးနိုင်ပါတယ်။အခုဆို crypto လောကမှာ RWA တွေက trend ဖြစ်လာနေပါပြီ။ ဒီဈေးကကြီးတစ်ခုလုံးဒေါ်လာဟနဲ့အများ open edl project တွေကလည်းအကျိုးမှအများကြီးရရှိမှာပါပဲအထူးဆုံးပြောရရင်တော့ open edl Ellen Sora you you mean coin တွေလို့မဟုတ်ပဲအပြင်လောကကတကယ့် asset တွေနဲ့ချိတ်ဆက်ထားတဲ့ခိုင်မာတဲ့ project တစ်ခုပါ Binance ကပါထောက်ခံပေးတာကြောင့်အရှိရှိမှအလားအလာကောက်တွေအများကြီးရှိနေပါတယ်။ Airdrop ရလိုက်တဲ့သူတွေအတွက်တော့ကံကောင်းတယ်လို့ပြောရမှာပါ ရလိုက်တဲ့သူတွေလည်းဒီ project အကြောင်းလေ့လာပြီးစိတ်ဝင်စားရင် Binance မှာ September 30 2025ကနေစပြီးတော့ Addin Token တွေကိုတည်ရဝင်း အယောင်ဝယ်လုံနိုင်မှာဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါဟုတ်ရဲ့အဲ့တော့အကြောင်းနဲ့ဘလူးမျိုးလို့ရမလဲဆိုတော့ကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ Crypto Make ရဲ့ Passive Income with Crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။တကယ်ကြီးများအခုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ့်အပြင် Crypto Make ကနေပြောလို့ပြီးရတဲ့ campaign တွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ Crypto Make Referral Code တို့ပြီးတော့အကောင့်ဝင်လာလို့ရပါတယ်။ ခရစ်တိုမိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိတရာကြောဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခုတ်ဖို့တုံထားတဲ့ user တွေဆိုလို့ရှိရင်ဒီရှိမှာပါအကျိုးမြတ်ရမယ်ဆိုတာကိုအားမခံပါဘူး အကယ်၍မြာကိုအတီကုတ်ကိုတုံးပြီးရအကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံးဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တုံးတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ crypto မိတ်ပါနောက် video မှပြန်တွေ့ရဖို့